ယုတ်အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးကနေပြန်နေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာက H ရဲ့အသီးပေါ့နော် flame ကိုကျွန်တော် flame fruit ကို video တင်มาဖြစ်ပါတယ်အမပထမဆုံးကျွန်တော်ပြထားတဲ့အတိုင်းပဲကျွန်တော်ဟိုပေါ့နော်ဒီ zsk ဆိုရင် fire bullet ရိုးရိုးလေးတွေပဲမီးလုံးလေးတွေနဲ့ပစ်တယ်အဲဒီမှာတစ်ခုပြောနေတာကသူကအသီးကနော်ဟိုပုံစံလေးပြောင်းသွားတယ်လုံးဝမိုက်တယ် ရင်ငါကြတော့သူအုတ်ထုတ်လေးစောင်းထားတာအခုအုတ်ထုတ်မပါတော့ဘူးနည်းနည်းစိတ်ဆိုးနေတဲ့ပုံစံပေါက်နေပြီစိတ်ဆိုးနေတယ်ဆိုမှနည်းနည်းကျန်းလာမယ်ထင်တယ်သိရပေါ့လားအဲ့တော့ကျွန်တော်တို့ဒီမှာလာကူညီပေးတဲ့စန်ဂျီပေါ့နော်စန်ဂျီဆိုတဲ့တယောက်စူပါမန်ပဲသူလဲသူနဲ့နှစ်ယောက်တည်းပဲအဲသူကကူညီမယ်ဆိုပြီးတော့ကျွန်တော်ကဒီတိုင်းပဲ rain ဝင်မို့လူစုနေတာပေါ့အဲ့ဒါကိုစန်ဂျီကသူကူညီမယ်ပါ냐ဆိုတော့လေအဲသူနဲ့ဝင်လိုက်တာပေါ့နော် ဒါကတော့ကျွန်တော်ဒီ redo မပြောင်းခင် scale တွေကိုစမ်းကြည့်နေတာပေါ့နော် i fire bullet တို့အမှန်တမ်းပြောရရင်လည်း ace ဒီက pocket ော်တွေမှာတော့မပါဘူးဒီလားသူကဟို fire flight တို့ပါတော့ f move ကနေတာတော့ပဲရှိမှာဗျာအဲဒီ fire bullet တို့ banning blast တို့ i flame destroyer တို့ zac vv ပြောတာ c ကတော့ c ကတော့ aoe ပေါ့နော်ကိုနာကတ်လာမှာပေါ့အဲအဲ့ဒါကကျတော့အဲ့လောက်မကြိုက်ဘူးပေါ့နော်ဒါပေမဲ့ အဲ့ဒီ fire bullet ရယ် burning blast ရယ် flame destroyer နဲ့ဆိုရင် level 2 level 2ချင်းကတော့ pvp ကအေးစေးတိတ်လို့ရရတယ်ထင်တယ်အဲ့လိုမျိုးအေးစေးတိတ်လို့ရကိုရရတယ်ဗျာဒီလားတူက rain လဲပါတယ်လို့ rain ကိုကြိုက်တဲ့ player တွေ rain player တွေအတွက်ကတော့တော်တော်အဆင်ပြေတယ်ပေါ့နော်အဲ့လိုမျိုးဒီ fruit spare တွေကိုတုံးပြီးတော့ဒီကဘီဒီကတုံးပြီးတော့ခြားတဲ့ player တွေကျွန်တော်ကတော့ဘယ်လိုပြောရမလဲ100%မှာ90%ရာခိုင်နှုန်းလောက်တော့ကြိုက်တယ်ဗျာ ရန်အကြိုက်ကြီးတဲ့မှာတော့မဟုတ်ဘူးဒါပေမဲ့အမှသူ့ရဲ့ range က short တွက်လို့တော့မရဘူး show လိုက်ဟိုရန်တခြားတခြားအသီးတွေလိုမျိုးရန်အဝေးအပေါ့အနီးကိုကတ်ပြီးတော့တုံးရတာမျိုးမဟုတ်ဘူးဗျာဒီလားအဲ့လို live through လိုမျိုးကွာ live through လိုမျိုးဆိုရင်လေဘောကနေပဲသူတို့သူတို့ခေါ်တာလို့ sky campaign ပေါ့ဒါပေမဲ့အဲ့ဒါကလည်းအဲ့လိုချမှာပဲရမှာလေဟုတ်တယ်မဟုတ်လားအမှတချို့မီလီတွေစွက်တွေတုံးတဲ့ကောင်တွေကိုလေဘောမချပဲနဲ့အောက်ကနေချရနေလို့ကတော့ အဆင်ပြေမှာတော့မဟုတ်ဘူးလေဘော်ဆိုတာလည်းအဲ့လိုအရန်ကြီးတော့မဟုတ်ဘူးပေါ့နော်နည်းနည်းလေးပေါ့နည်းနည်းလေးလောက်ပေါ့အခုဒါကျွန်တော်အဲပထမဆုံး zap move 900နဲ့ ascension လောက်လိုက်ပါပြီအဲအမှသူက fire bullet ပေါ့နော်အားရနေပြီးတော့ blue fire bullet ဆိုပြီးတော့ပြောင်းသွားတယ်အဲဘယ်လိုပြောရမလဲမီးပြာလေးတွေပေါ့ဗျာပြောအဲ့ဒါလေးကလည်းအနေငယ်လှတယ်ကြဲအပြာလေး blue flame blue fire ပေါ့နော် အဲ့လိုမာကိုမှာတောက်နေတယ်လို့မျိုးအဲ့ဒါလေးလေးပေါ့အဲ့ blue fire ကလည်းပြောရရင် rain ကအဝေးကြီးပဲတော်တော်အဆင်ပြေတယ်တော်တော်ဝေးဝေးကနေလန့်ပစ်လို့ရရယ်ပေါ့နော်ပြောရရင်အဲ့ဒါပြီးတော့ cool down မြန်နာလေးနေ fruit cool down မြန်နာလေးနေဆိုတော်တော်အဆင်ပြေပြီ okay ဒါကနောက် drain ပေါ့နော်နောက် drain မှာလူကနည်းနည်းပါလာပြီမဆန်ကြည်ပဲ superman ဆန်ကြည်ပဲဘောဆန်ကြီးပဲဆက်လက်ကူညီနေသေးပဲပေါ့နော်ရှားပလေယာတွေကတော့အေးဆေးပဲသူတို့က လိုက်ချင်တယ်လိုက်ချင်တယ်ကျွန်တော်ခေါ်တယ်လူပြည့်နေတော့သိတယ်မလားတချို့ကြတော့ဟိုမလိုက်ရလို့ကိုနေ့ကဘာဖြစ်တယ်ညာဖြစ်တယ် fan နေဟောက်ထားပါတော့သူပြောတယ်အဓိက fan နေပဲမဟုတ်ဘူးအဓိက fan နေပဲဥသာပေးရမဟုတ်ဘူးရောက်ရင်ရောက်တဲ့လူကိုခေါ်သွားလိုက်တာပဲသိတယ်ချားမယ်ဆိုလဲချလိုက်တာပဲဟိုဘယ်လိုပြောရမလဲဟိုဒီလူမဒီလူမရွေးခေါ်တာတော့မဟုတ်ဘူးနောက်ဆုံးဟိုတခြားပါတော့တချို့တချို့လူတွေ Frankie တို့ Van တို့အဲ့လို Cyber တို့ပါတယ်ဆိုရင်တော့မှသူတို့ပါကျင်တယ်ဆိုရင်တော့မှအလဲနဲ့ပဲဆောင်ခိုင်းတာကွာဒီလားမင်းကဟိုခုဒီအဓိကလူမို့လို့ဆိုပြီးတော့အဲ့လိုမရှိဘူးရယ်သူ့အလဲနဲ့သူပဲလိုက်လို့ရတယ်ကျွန်တော်လုံးဝ list လုပ်ပေးတယ်ကွာ list လုပ်ပြီးတော့ခေါ်သွားပေးတယ်โอเคဒါကနောက်ထပ် schedule schedule တော့ဖြစ်ကုန်ပြီ H move ပေါ့နော်ဒီပေါ့အဲ့မှာတခုပြောချင်တာ H move ကဘာလို့ဟိုကောင်ကလာပြီးတော့ရိုက်စားလာလုံတာ ဟို2000နဲ့ပုံမှန်ဆိုရင်1500လောက်ပဲကျတင်တာလေအော် H move အောင်ဖြစ်ကုန် F move ပြောတာလေ sorry F move ကိုလာပြီးတော့2000တောင်မှသူပြီး damage လည်းမပါဘူး show လိုက်ဒါပေမဲ့သူနည်းနည်းတော့မြန်သွားတယ်ကွာအရင် fire flight ထက် rocket flight ဖြစ်သွားတာပေါ့နော်အဲ့လိုလေအကွင်းလေးထွက်လာပြီးတော့ bang ဆိုပြီးတော့နည်းနည်းလေးတော့ပုံမြန်သွားတယ်ပေါ့ဒါပေမဲ့ကွာဘာလို့2000လဲအကောင်အဲ့တက်တက်မဲ့ရိုက်စားလုပ်ခံလာရတာကျွန်တော်သိလားတော်ပြီပေါ့1000 1500ပုံမှန်ဆိုရင် flight move တွေက1000 1500ပဲဘာလဲ ace က flame through ကကြမ်းလာလို့လားအဲ့လိုပေါ့နော်ဘယ်လိုပြောမလဲရိုက်စားလုတ်ခံလိုက်ရတာပေါ့နော်ဟိုပုံမှန် flight move တွေဆိုဈေးနည်းတယ်မဟုတ်လားဒီမှာ1000 1500လောက်ဆိုရင်ရပါတယ်900ကနေပြီး1000ကြီးတန်တန်ွာကျွတ်စင်ဒါပေမဲ့ ဟိုဒီအဲ့နောက်ဒီဗီဒီယိုရဲ့နောက်မှာကျွန်တော်တကယ်လဲကြမ်းလာပါတယ်မှန်တယ်ပြောရင်တော့ဟိုဒီ range ဆော့မဲ့လူတွေအတွက်အဆင်ပြေတယ်ပေါ့နော် light လို့မျိုးဒီဗီဒီယိုရဲ့နောက်မှာကျွန်တော် RMB mic ရဲ့ Dragon Pro ရဲ့ဆိုတဲ့ညီလေးနှစ်ယောက်နဲ့စမ်းချတာလေးပါတယ်ပေါ့နော်အဲ့ဒါအခုကတော့ထပ်ပြီးတော့ Hmu ကိုကျွန်တော်တို့ assumption လုပ်မယ်သူက3000ပေါ့နော် banning blast ကနေပြီးတော့ prominence bass ကိုပြောင်းသွားတာ prominence bass ိုက်မူကတော့တော်တော်လန်းတယ်တော်တော်လန်းတယ်ဒါပေမဲ့ तू ကအရန်အဝေးကြီးကိုမရအောင်ထင်တယ်အရန်အဝေးကိုတုံးလို့မရအောင်ထင်တယ်ဒီမှာဆိုရင်တော့ဒါဒီလောက်ကဒီလောက်ကတော့ထိသေးတယ်ဗျာအဲ့လို sky အဲ့လို camping လုပ်ပြီးတော့ချမဲ့ပုံစံနဲ့ဘာညာဆိုတော့အရန်အဝေးကြီးကိုမရအောင်အရန်အဝေးကြီးကအဲ့လို blue fire bullet ကရတယ်ဒါပေမဲ့ဒီမူကြီးကတော်တော်မိုက်တယ်အဲ့အဲ့ဒီမီးတောက်နေတဲ့အဲထဲမှာထက်နေမယ်ဆိုရင် तू က damage တွေထက်ထိမှာပေါ့နော်အဲ အဲ့ကို1နဲ့2နဲ့1နဲ့2နဲ့တော့ဖြစ်ကုန်ပြီ z နဲ့ h နဲ့ကတော့တော်တော်အဆင်ပြေတယ်ပေါ့နော်โอเคဒါကတော့နောက်ထပ် scale c ကို fire column fire column ကို ascension လုပ်မှာပေါ့နော် fire column ကတော့အဲ့လိုရှေ့မှာပြပြီးသွားပြီပေါ့နော်သူကကိုနားကတ်လာလို့ရှင်အဲ့လိုနည်းနည်း aoe ပေးလိုက်တယ်ပေါ့နော်အဲ့လောက်လေးပဲအရန်ကြီးလဲမမိုက်တဲ့ထဲမှာပါရယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီအခုကတော့4000တော့ပေးရတယ် fire column ကနေပြီးတော့ flaming vortex ကိုပြောင်းသွားတယ်။တော်တော်အဆင်ပြေသွားတာတခုကအဲ့လို combo တွဲလို့ရတယ်။ကိုယ်လာလောက်တဲ့အချိန်ဆိုရင်အမ်အဲ့လိုမြောက်တက်သွားလိုက်တဲ့အချိန်အုံးဆိုပြီးတော့အဲ့လိုမျိုးအပေါ်တက်သွားပြီးတော့မှအဲ့အပေါ်ကနေမှတစ်ဆင်ပြန်ပြီးတော့တုံးလို့ရတယ်ပေါ့နော်။ channel spare တွေကိုဒါမှမဟုတ်လို့ရှိရင်လည်းကိုယ်တုံးနေရရှိတာတုံးပြီးကိုယ်လာလောက်တဲ့အချိန်အဖလိမင်ဘော်တန်နဲ့ဖောင်းဆိုပြီးတော့အပေါ်မြောက်တက်သွားပြီးတော့ rocket flight လေးတုံးပြီးတော့ပြန်ပြန်ပြီးတော့ spare go down လေးတွေစောင့်ပြီးတော့ပြန်တုံးတာမျိုးပေါ့နော်အဲ့လိုမျိုးဆိုရင် တော်တော်အဆင်ပြေတယ်အဲဒီမှာပေါ့နော်ဒါကတော့ဟိုဟာ smoker ကိုကျွန်တော်တက်ပြီးတော့သူတို့သူတို့သူနဲ့ပေါ့နော်အခုဒါ RIB mic ဆိုရဲတရားသူနဲ့အဲ့ဒါဆန်းပြီးတော့ခြာကြည့်တာပေါ့နော်အဲဘလို့နေမလဲဆိုပြီးတော့တိတ်ခံလိုက်ရတာ white ခံလိုက်ရတော်သေးတယ်မှာအိုင်နမ်းမှာပေါ့နှစ်ချက်လောက်ရိုက်လိုက်တာမဲ့ဟောသုံးချက်လောက်ရိုက်လိုက်တာမဲ့သွားတာနှစ်ချက်တော့မဟုတ်ဘူးပေါ့နော်သုံးလေးချက်လောက်ရိုက်လိုက်တာမဲ့သွားတာကြည့်အောင်အဲ့ဒါနဲ့အဲ့လိုသူအပေါ်ကျွန်တော်လည်းတက် ရားတလောက်လေးပေါ့အရင်မကျွမ်းသေးပါဘူးပြပပအဲ့လောက်ကြီးအထိအဲဘယ်လိုချရမလဲဘယ်လိုချရမလဲဆိုတာနည်းနည်းစဉ်းစားပြီးတော့အေပေါ်ကနေပဲစပယ်လေးတွေစောင့်ဆောင်ပြီးသူ့ကိုရားတလောက်လေးချကြည့်နေတာပေါ့အစင်ပြေတယ်အဲ့ဒီ flame destroyer ကနော် v2 တော့မပြောင်းသေးဘူးအဲ့ဒါကိုမှဲ့တယ် v2 ဆိုလို့ကတော့စဉ်းစားလာကြည့်လိုက်ဒါ level 2လောက်သွားကြမှာပေါ့နော်သူနဲ့ကျွန်တော်နဲ့ဆိုရင်မတူရင်လည်းမတူဘူးပေါ့ဗျာမတူဘူးကျွန်တော် level ကတော့အခု1600ကျော်ပေါ့နော် အတူလို့ရှင်နဲ့တူလို့ပေါ့အဟိုဘက်ကတယောက်ကတော့ Dragon Pro ပေါ့ဗုဒ္ဓနှစ်ယောက်နဲ့ဒါမဲ့စဉ်းစားတာပေါ့နော်ဒီဒါ flame through မလို့ဥမာဒါဗုဒ္ဓမပေါ့ flame နဲ့ဗုဒ္ဓမလို့ပေါ့နော်မဟုတ်ဘဲနဲ့တခြား gravity တို့တခြား range ပဲတွေဥမာ light တို့ပါလို့ဆိုရင်တော့ဒီ flame ကနိုင်လောက်မှာမဟုတ်ဘူးဘာလို့ဆိုအပေါ်အပေါ်ပြန်လဲခြင်းအတူတူလက်တွက်တဲ့ကောင်ဟို scale ချိန်တာမှန်တဲ့ကောင်နိုင်မှာပေါ့နော်ကျွန်တော်ကအခုကဗုဒ္ဓတွေနဲ့ချနေတော့သူတို့ကအဲ့လို မီလီသမားတွေဆွတ်သမားတွေဆိုတော့အကောင်သေးသေးလေးကိုလိုက်ရှာရတယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုဗုဒ္ဓကနေပြီးတော့အဲ့လိုတခြားအဲ့လိုတခြား fruit user တွေကိုချတဲ့ချဘူးလေပေါ့နော်ချတဲ့အခါကျလို့ရှိရင်လည်းတိုင်ပတ်ပါတယ်ဘာလို့လဲဆိုတော့အဲ့လိုလိုက်ရှာပြီးတော့သေးသေးလေးတွေကိုဘနေရဲ့ဒီထိအောင်ရရတာပေါ့နော်ဒါပေမဲ့အဲ့လိုနည်းနည်းလက်သွတ်တဲ့လူဆွတ်တွေမှာစပယ်တွေပါတာတို့အဲ့လို range spare တွေပါတာတို့ဆိုရင်တော့တော်တော်အဆင်ပြေတယ်ပေါ့နော်ဘာလို့လဲဆိုတော့ ကိုနှချမဲ့လူနာကိုကပ်ပြီးတော့သုံးချက်လေးချက်လောက်ဖက်ဖက်ဆိုရလိုက်တာနဲ့တဝက်ကတော့ကျိုးသွားမှာပဲအနည်းဆုံးတော့ဗုဒ္ဓကတော့ဘယ်လိုမျိုးဘယ်လိုပြောရမလဲသုံးတက်လို့ရှိရင်လည်းမိုက်ပါတယ်ဘာလို့လဲဆိုတော့မိရင်မလွယ်ဘူးရိုက်ခံရလို့မိလို့ကွန်ဘိုမိသွားရင်သူလည်းမလွယ်ဘူးဒါပေမဲ့ဟိုတောက်လျှောက်စပန်ပြီးတော့တောက်လျှောက်ထိုင်းနိုင်နေမယ်ဆိုရင်တော့အဲ့လိုဒီမှာဟိုစပယ် သုံးတဲ့ကောင်တွေနဲ့တွေ့လို့ရှိရင်စပယ်သုံးတဲ့ကောင်တွေအဲ့လိုမျိုး fruit user တွေနဲ့တွေ့လို့ရှိရင်တော့အဲ့လိုဟိုဘက်ရှောင်းတယ်ဒီဘက်ရှောင်းတယ်နဲ့တိတ်ခံရမှာပေါ့နော်ဟုတ်တာကလည်းပြောလို့သာပြောတာရယ်အကျမ်းပါတယ်တော်တော်အကျမ်းပါတယ်ကိုမဟုတ်ကျမ်းတယ်တော်တော်ကျမ်းတယ်ထဲမှာပါတယ်သူကအကောင်ကြီးပြစ်မလွဲ ਈ တာဖြစ်နေတာဒါပေမဲ့သူကနေလေတစင်စပယ်တွေဒါနောက်ကွာလောက်ဖောက်ဖောက်ကိုမိသွားမယ်ဆိုရင်ရှော့မှာအဲ့ဒီပါလေသူတို့ရှက်အန်ခါလောပါအဲ့ဒါကြီးနဲ့တည်ရမလားမိပြီးတော့တို့စွဲမယ်တို့အဲ့လိုမျိုးတွေ လုတ်လိုက်မယ်ဆိုရင်တော့เนาะဟိုခံစားနိုင်လောက်မှာတော့မဟုတ်ဘူးဒါကကျွန်တော်ကအဝေးကနေပြေးပြေးပြီးတော့ပြေးတယ်ပဲထားပါတော့ဗျာဒါအမှန်လည်းဒီမှာဒီ area ပါပဲဒီ area တွေကနေအဲ့လိုပတ်ပြေးပြီးတော့တုံးနေတော့သူ layer ပြုတ်อ่ะခတ်နေတာပေါ့အဲ့ဒါကြောင့်မလို့ဒီလိုချားလို့ရရတယ်ထင်တာပါပဲမဟုတ်လို့ရှိရင်တော့ဝိုက်ခံရမှာပဲပြီးလို့ရှိရင်လည်းဗုဒ္ဓကိုတုံးပြီးတော့စပယ်အဲ swag တွေ fighting style တွေကိုကောင်းကောင်းတုံးတတ်တဲ့လူဆိုရင်တော့ရှော့မှာပဲအဲ့လောက်ကြီးဒီကျွန်တော်လည်းခံနိုင်မှာမဟုတ်ဘူး မ level 2ခဲရင်တော့မှာဗောနော level 2ချင်းဆိုရင်တော့မှာအခုကတော့ဟိုသူက level လဲ2တယ်သူကအရန်ကြီးလဲသူ swag တွေကအရန်ဟိုမှာဖြစ်လို့နေမှာအဲ့ဒါကြောင့်မို့လို့ထင်ပါတယ်မဟုတ်လို့ရှိရင်တော့ကျွန်တော်လည်းနားကားပါရဲ့တော့ title တွေပါမှာပွင့်ကုန်အအအဘာ title လဲဒီ cold blooded တဲ့နော် okay ဒါကတော့ now train ပေါ့ဒီဒီဒီ range က superman ကနောက်တစ်ယောက်ဖြစ်သွားပြီး တခြားဟိုဟိုအရင်ရှိတ်ကစံကြီးမဟုတ်တော့အဲစူပါမန်ကဘယ်သူလဲတော့မသိဘူးအဲ rain တော့ကတယောက်ကိုခေါ်လိုက်ရတာပဲပြောရင်ကံကောင်းတာတခုကခေါ်လိုက်တဲ့ကောင်နေရလေစူပါမန်နေဖြစ်ဖြစ်နေတာကွာဒီလားကိုရီးယားအဲ့လိုမျိုးတအားတော့ကွာ fire flame rain ဆိုတော့ဒီမှာဗုဒ္ဓတယောက်လောက်ပဲဖြစ်ဖြစ်အဲ့မှာထားပါတခုခုခုစင်ဆိုရင်လည်းမန်းမို့ဆိုရင်လည်းနိုင်လောက်မယ်ပေါ့အဲ့လိုတယောက်ယောက်ကိုလမ်းပြီးတော့အကူကြီးတောင်းနေပေါ့နော်အဲ့ဒါပေမဲ့ပါလာလို့ရှိရင်တယောက်ယောက်ကတော့ စူပါမန်ဖြစ်ဖြစ်နေတာအဲ့ဒါတော်တော်အဆင်ပြေသွားတာပေါ့နော်ပြောရလို့ရှိ Okay အဲ့တော့နောက်ထပ်နောက်ဆုံး spare ပေါ့နော်နောက်ဆုံး spare ကျွန်တော်တို့ Vmook Flame Destroyer ကို Ascension လုပ်မယ်အဲ့ဒါကတော့9000လားမသိဘူးဟုတ်တယ်9000အဲ9000ပေးရတယ်ပေါ့နော် Okay okay သူက Flame Destroyer ကနေ Hell Go ဆိုပြီးတော့ပြောင်းသွားတယ်နော်နာမည်ကြီးကတော့အကျဉ်း တော်တော်ကြီးလဲအလုံးကြီးအကြီးသွားတယ်ဘေးမှာဘေးမှာအလုံးကမီးအဖက်တွေထက်ပြီးတော့ပိုးလာတယ်ပိုးလာလာတယ်ကွာအကြီးပဲလူကမကျုံလူတော်မှတေးသေးလေးပဲကျန်တော့တယ်စောက်ရမ်းမိုက်တယ်အဲ့ဒါကြီးကတော့ထိလိုက်လို့ရှိရင်တော့ဤကားနာပဲအလုံးလိုက်ကြီးရှိုးဤစင်းသွားမှာအပြေအိုက်ထဲမှာမီးကလောင်နေသေးရဆက်ပြီးတော့သူအိုက်တပေါက်ကပိုမိုက်တယ်အိုက်အေအိုကြီးအဖက်ကနည်းနည်းပိုပြီးတော့မိုက်တယ်လို့ခံစားရတယ်ကွာ โอเค วิดีโอလေးကိုအဆုံးနှိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။အာဗီဒီယိုလေးကိုအဆုံးနှိကြည့်ပေးတဲ့လူတွေအတွက်လည်းကျွန်တော် giveaway လေးတစ်ခုရှင်းစင်ထားရပေါ့เนาะ။အဲ့ဒါတော့အပျော်တမ်းလေးပါ။ကျွန်တော်ဘာမှလည်းမပေးရသေးဘူး 3K ပြည့်တော့မှလည်းဆိုတော့အဲ့ဒါနဲ့ကျွန်တော်တစ်ခုပေးမယ်ပေါ့။အဲ့ဒါတော့ Buddha Fruit နဲ့နောက်ထပ် Legendary ရဲကအဲ့ဒါတော့မပြောဘူးပေါ့เนาะ။ဘာဖြစ်မလဲဆိုတော့အသီးနှလုံးကိုကျွန်တော်ဘယ်လို လက်ဆောင်အနေနဲ့ပေးခြင်းပါတယ်ဂိဘွေးအနေနဲ့ပေးခြင်းပါတယ်ဟိုနဲရဲများတယ်သဘောမထားနဲ့ပေါ့နော်အဲ့လိုအပျော်တန်းလေးပဲဒီအခုကြည်နေတဲ့လူတွေရောအဆုံးနဲ့ကြည်ပေးတဲ့လူတွေရောလဲအကုန်လုံးပါဝင်လို့ရပါတယ်အဲ့ဒါကတော့ဘာမှအများကြီးလုပ်ကြရမလို့ပါဘူးအခုကျွန်တော်ဒီ C3 မှာအာကျွန်တော်ဟို portfolio ဖူစားထားတယ်ပေါ့နော်နောက်ဆုံးအဲ့ portfolio ရဲ့နောက်မှာကျွန်တော်စားဝက်စားဖို့စီစဉ်ထားတဲ့အသီးရှိတယ်စားမယ့်အသီးရှိတယ်ပေါ့နော် ဲ့အတီးကိုခံမန်းပေးယုံမယ်ကွန်မန့်မှာကွန်မန့်တယောက်ကိုတကြောင်မဲမန်းခဲ့ယုံမှာပဲဘာမှမလိုပါဘူးဥပမာ၁၀ရောက်မှန်နေဆိုရင်အဲ့၁၀ရောက်ထဲကနေမှတစင်းကျွန်တော်ကအဲမဲနိုင်ပြီးတော့ပဲဖြစ်ဖြစ် random pick ကနေပဲဖြစ်ဖြစ်ရွေးလိုက်မှာပေါ့နော်အဲ့တယောက်ကိုကျွန်တော်အတီးခုနပြောတဲ့အတီးနှလုံးကိုဗုဒ္ဓနဲ့အဲ့လို legendary တလုံးလုံးကိုကျွန်တော်လက်ဆောင်ပေးသွားမှာပေါ့နော်သူနဲ့လဲအင်းနောက်ဗီဒီယိုမှာအတူတူပေးတဲ့ဟာကိုလုံရင်းနဲ့ အတူတူ level တင်မယ် level ဖမ်းမယ်ပေါ့နော်အဲပြီးလို့ရှိရင်အဲ DVD ဟိုကေပွေးကွန်မန့်ကိုမှန်ရမယ့်အချိန်ကမနှက်ဖြန်စနစ်နေ့လယ်စနစ်ထိပဲဖြစ်ပါတယ်နေ့လယ်စနစ်ဆိုရင်ကွန်မန့်ပိတ်မှာဖြစ်ပါတယ်အဲ့တော့အားလုံးပဲပါဝင်ပေးကြဖို့မျှော်လင့်ပါတယ်ဒါကတော့ကျွန်တော်ရန်ကြီးမတက်နိုင်ဘူးပေါ့နော်နောက်တက်နိုင်နောက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 ် 5K 10K ဖြစ်ဖြစ်အဲ့လိုမျိုးတစ်ခုခုပေါ့နော်ဟိုအဲ့လို ပြည့်တဲ့အခါကျရင်လည်းလုတ်ပေးဖို့ရှိပါတယ်အဲကျရင်တော့ permanent fruit လေးတစ်ခုခုကိုကျွန်တော်လုတ်ပေးဖို့ရှိပါတယ်အဲ့တော့အလုံးအခုထိအားပေးခဲ့တဲ့လူတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဆက်ပြီးတော့လည်းအပေးပါအောင် subscribe လုပ်ရသေးရင်လည်းလုတ်သွားပေးဖို့တောင်းဆိုပါတယ်အဲ့တော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင် sorry တခုပြောဖို့ကြံခဲ့လို့အဲ့ဒါက comment ကိုပုံမှန်မှန်တယ်လို့အဲ့လို first တော့ ဘာညာချီချောင်အဲ့လိုအကြံပေးတာပေါ့နော်ဥမာတခုအရင်ငါ comment တွေမန်းကြသလိုပဲဘာလို့လို့ရရဲ before လောက်ပြပါတော့အဲ့လို comment တွေလည်းမန်းလို့ရပါတယ်အဲအဲ့လို comment မန်းပြီးသွားရင်လေအဓိကကနောက်ထပ်တကြောင်အသီးနာမည်လေးပဲမန်းခဲ့ဖို့တော့လိုပါတယ်အဲ့ဒါလေးတွေကိုကျွန်တော်ကကောင့်လုံးမှာပေါ့နော်အဲ့ဒါလေးတွေပဲ giveaway မှာထည့်ပြီးတော့ရေတွက်ပေးမှာပေါ့နော်ဟိုတိုင်းကြီးတခြားဘာမှမဟုတ်တဲ့ comment တွေတော့မရေတွက်ပါဘူးဒါပေမဲ့ ဟိုပေါ့အရှေ့ကြီးလဲမန့်စရာမလိုဘူးွာဒီလားမထီရက်ဆိုထီရက်မမ်မို့ဆိုမမ်မို့အဲမရမ်ဘဲဆိုရမ်ဘဲစောင်းဆိုစောင်းအဲ့လိုလေးပဲမန့်ငယ်လို့ရတယ်ပေါ့နော် giveaway ကအဲ့ဒါပြီးမှတခြားကွန်မန့်ထပ်မန့်လို့လဲရပါတယ်အဲ့ဒါလေးလာပြောတာပါ